နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါれအော်ဒူဘာလာတော့ရတော့ကြနေ တော်ရင်သူဩဝါဒစာဒုတိယဆောင်အခန်းကြီး9အခန်းငယ်90အခန်းငယ်34မှ20အထိထို့ကြောင့်ငါတို့သည်နေမြဲရ၌နေသည်ဖြစ်စေ၊ကြွာဝေးသောရ၌နေသည်ဖြစ်စေ၊သခင်ဖျားနှစ်သက်တော်မူသောသူဖြစ်ခြင်းဟာစေတနာစိတ်ရှိ၍ကြိုးစားအားထုတ်ကြ၏အကြောင်းမူကားငါတို့ရှိသည်မြသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့် ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကို အသီးအသီးခံခြင်းဟာခရစ်တော်၏တရားပလင်ရှိ၌ပေါ်လာရကြမည်။အကြောင်းမူကားတယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့်အသေးခံသည်မှန်လျင်လူအပေါင်းတို့သည်သေလျက်နေကြသည်ဟု၍၎င်းအသက်ရှင်သောသူတို့သည်တဖန်ကိုယ်အလိုသို့လိုက်၍မရှင်။သူတို့အတွက်ကြောင့်အသေးခံပြီးမှထမြောက်တော်မူသောသူတို့၏အလိုသို့လိုက်၍ရှင်စေမည်အကြောင်း လူပေါင်းတို့အတွက်ကြောင့်အသေးခံတော်မူသည်ဟု၍၎င်းငါတို့သည်သဘောထားလျက်ခရစ်တော်ဤချစ်ခြင်းမြတ်တာတော်သည်ငါတို့ကို အနိုင်အထက်သွေးဆောင်၏တို့ဖြစ်လျင်ယခုမှစ၍ငါတို့သည်ဇာတိအမျိုးကိုထောက်၍အဘယ်သူကိုမျှမတိမမှတ်ဇာတိအမျိုးကိုထောက်၍ခရစ်တော်ကို အထက်ကတိမှတ်တော်လေယခုမှစ၍ထိုသို့သောတိမှတ်ခြင်းမရှိ လူမည်သည်ကခရစ်တော်၌ရှိလျင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြပြီ။ထို့သောဖြစ်သောဖျားသခင်ဤတကိုးတော်အဖြစ်ဖြစ်ကြ၏။ဖျားသခင်သည်ယေရှုခရစ်အဖြစ်ငါတို့၏ယံကိုငြိမ့်စေ၍ကိုတော်နှင့်မိထာယဖွဲ့စေတော်မူ၏။ထိုမိထာယတရားကိုဟောရသောအခွင့်အရာကိုငါတို့၌အပ်ပေးတော်မူ၏။ထိုတရားဟုမူကား ဘုရားသခင်သည်ခရစ်တော်အထင်၌ရှိနေလျက်လောကီသားတို့၏အပြစ်များကိုမှတ်တော်မူမူယံကိုငြိမ်းစေ၍ကိုတော်နှင့် မိတ္တဟာယဖွဲ့စေတော်မူ၏ထိုမိတ္တဟာယတရားကိုလည်းငါတို့၌အပ်ပေးတော်မူ၏ထိုကြောင့်ငါတို့သည်ခရစ်တော်၏တန်တမန်ဖြစ်ကြ၏သင်တို့သည်ယံငြိမ်း၍ဘုရားသခင်နှင့်မိတ္တဟာယဖွဲ့ကြလော့ဟုဘုရားသခင်သည်ငါတို့အားဖြင့်နှိုးစော်သွေးဆောင်တော်မူသကဲ့သို့ ငါတို့သည်ခရစ်တော်၏ကိုစားဖြစ်၍တင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏ဖျားသခင်သည်ငါတို့အားဖြင့်နှိုးဆော်သွေးဆောင်တော်မူတကယ်သို့ငါတို့သည်ခရစ်တော်၏ကိုစားဖြစ်၍တင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9ခန်းငယ်20 သခင်ယေရှုအားကိုစားပြုခြင်းလူငယ်များအားစွန့်ဦးတီထွင်စည်းဝါးရေးပညာနှင့်ပတ်သက်သည့်ဘာသာရပ်ကိုအယ်လန်ပို့ချပေးသည့်သင်တန်း၏ပထမဆုံးနေ့၌သင်တန်းသားတဦးကဆရာက ခရစ်ယာန်ဟုတ်တယ်မဟုတ်လားကျွန်တော်တက်အပ်ပြောနိုင်တယ်ဟုဆိုသည်သူသည်ခရစ်ယာန်ဖြစ်ကြောင်းခရစ်ယာန်သင်္ကေတများပါရှိသော ခြေစွပ်လေစည်းများဝတ်ဆင်လာကြောင်းကိုအယ်လန်ပြောမိစစ်ဆဲတွင် ထိုလူငယ်ကအယ်လန်၏အပြောအဆိုအပြုအမူနှင့်စိတ်နေသဘောထားကိုကြည်ချင်းဖြင့် သခင်ယေရှုကို တွေ့ရကြောင်းစကားကို ဖြည့်၍ပြောလိုက်သည်။သူနှင့်တွားလိရရ၌သခင်ယေရှုအားပို၍ကောင်းစွာ ကိုစားပြုနိုင်ရန်မိခဲ့သို့ပြုမူရမည်ကိုသူတို့ဆွေးနွေးခဲ့ကြသည်။မိမိသည်ခရိယံဖြစ်ကြောင်းပြောခြင်းခရိယံတည်င်းကောင်းစာတမ်းများပါရှိသည့်အဝတ်အစားများဝတ်ဆင်ခြင်းသည်ကောင်းပါသည်။ထို့သောတည်င်းကောင်းကိုမျှဝေစဉ်ကျွန်ုပ်တို့၏အသက်ရှင်ပုံနှင့်မေတ္တာပြပုံတို့သည်သခင်ယေရှုနောက်တော်လိုက်တို့၏စစ်မှန်သောဖြစ်တည်မှုပြယုတ်ဖြစ်ကြောင်း တမန်ကျမ်းစာမှတုံတင်ထားသည်တမန်တော်ရှင်ပေါလုနှင့်ကောရင်သူမြို့ရှိအခြားသောယုံကြည်သူတို့မှ အခြားသူများအားဖျားသခင်အကြောင်းဝေငှစဉ်ထာဝရအမြင်ဖြင့်အသက်ရှင်ခြင်းဖြင့်ကိုရောအားခြေနှက်နှစ်သက်စီရန်ကြက်ကြက်သွေးဆောင်ခံရကြသည် ကိုလိုထက်ခရစ်တော်အတွက်အသက်ရှင်ရန်ဆုံးဖြတ်ပြီးဖြစ်ပါကသက်ရှင်သောဝိညာဉ်တော်သည်ကျွန်ုပ်တို့၏အမြင်အကျင့်စရိုက်ဦးစားပေးမှုများ အခြားသူများနဲ့အပြန်အလှန်တုံ့ပြန်အချိုးပြုမှုများကို ပြောင်းလဲပေးပါသည်။ဖျားသခင်သည်ငါတို့အဖြစ်နှိုးဆော်သွေးဆောင်တော်မူတကဲ့သို့ခရစ်တော်၌တည်သော ကျွန်ုပ်တို့၏အသက်တာသည်သည်သခင်အားကိုစားပြုရမည်ရည်ရွယ်ချက်ရှိပါသည်။ဝိညာဉ်တော်၏ခွန်အားပေးမှုဖြင့်တွားလီရရ၌ဝမ်းမြောက်စွာသခင်ခရစ်တော်အားကိုစားပြုဖော်ဆောင်ရမည်တောင်းဝန်ကိုကျွန်ုပ်တို့အားပေးအပ်ပေသည်။ ၏အသက်ရှင်နေထိုင်မှုအပြင်အခြားသူတို့တင့်အားသခင်ခရစ်တော်သို့မြည်ခဲ့သို့ညွှန်ပြခဲ့သည်။သင်သက်တာတွင်ဖျားသခင်၏ပြုပြင်ပြောင်းလဲပေးမှုကတင့်အားကောင်းမှုသော ခရစ်တော်၏တန်တမန်တူဖြစ်လာရန်မြည်ခဲ့သို့အထောက်အကူပြုခဲ့ပါသည်။အတ္တဓာတ်ကိုပြောင်းလဲပေးသောသခင်ယေရှု သခင်ဆေလွတ်သည့်မြည်သည့်နေရာတွင်မဆိုးသခင်အတွက်ပို၍ကောင်းစွာကူစားပြုနိုင်ရန် ဝိညာဉ်တော်အားဖြင့်ကျွန်ုပ်အားပြုမြင်ပြောင်းလဲတော်မူပါ။သခင်ယေရှုနာမကိုအမိဖြူ၍ဆုတောင်းပါ၏။အာမင်။နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသည်များအားလုံးပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။